အခုတင်ဆက်ပေးမယ့်သတင်းကတော့ဗုဒ္ဓဂါယာမှာမနေ့ကနေရာ၃နေရာမှာဘုံပေါက်ကွဲမှုရှိခုဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရှေးပိုင်းဘီဟာပြည်နယ်မှာဗုဒ္ဓဂါယာကျောင်းတော်ဝင်အတွင်းဇူလိုင်လ9ရက်နေ့နံနက်ပိုင်းကနေရာ၃နေရာမှာဘုံပေါက်ကွဲမှုရှိခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒီလိုဖြစ်ပွားရာမှာနံနက်9နာရီခွဲခန့်မှာပထမဆုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးစံပေါက်ကွဲမှုတွေဟာ2မိနစ်ခန့်ကြာကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဖြစ်ပွားတဲ့အချိန်မှာကျောင်းတော်ဝင်အတွင်းဗုဒ္ဓဘာသာဖျားဖို့နေရာခန့်ရှိနေခဲ့ပါတယ်။ ပေါက်ကွဲမှုတွေနဲ့လေးခုမှာမဟာဘောဓိဘုန်းကြီးကျောင်းဤမှာဖြစ်ပြီးသုံးခုမှာကာမာပဘုန်းတော်ကြီးကျောင်းဤမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ကျန်ပေါက်ကွဲမှုတစ်ခုကတော့ညံတော်ပေ80မြင်းနဲ့ဗုဒ္ဓဆင်းသူတော်တစုံဤမှာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ဒီလိုပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရသူတွေထဲမှာဗုဒ္ဓဘာသာဘုန်းတော်ကြီးနှစ်ပါးအပါအဝင်ဒဏ်ရာရသူ9ဦးရှိတယ်လို့သိရပါတယ်။တရားရခဲ့တဲ့ဘုန်းတော်ကြီးနှစ်ပါးမှာတတ်တော်90ရွယ်တိဘက်တန်ဃာတော်တစ်ပါးနဲ့တတ်တော်30ရွယ်မြန်မာတန်ဃာတော်တစ်ပါးတို့ဖြစ်ပါတယ် အဲ့ဒီပောက်ကွဲမှုနဲ့ပတ်သက်ပြီးဒဏ်ရာရရှိခဲ့တဲ့မြန်မာနိုင်ငံသားဖုံးတော်ကြီးမှာပါရဂူဘွဲအတွက်အိန္ဒိယနိုင်ငံမှာစာရန်ပြုစုနေတဲ့ရဟန်းတော်တစ်ပါးဖြစ်ပြီးတက်တော်29နှစ်ဝါတော်9ဝါရှိပြီးဘွဲတော်မှာဥဝိလတက်ကလင်္ကာရဖြစ်ပါတယ်။ပောက်ကွဲမှုကြောင့်ရာလမောင်းတဲ့မျက်နှာတို့မှာဘုံစားထိမှန်ခဲ့ပြီးဒဏ်ရာရရှိမှုမစိုးရိမ်ရဘူးလို့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။လက်ရှိဘုံပေါက်ကွဲမှုမှာထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကိုဗုဒ္ဓဂါယာဆေးရုံကနေအပိုးဆေးရုံတို့ပြောင်းရွှေ့ကူတာပေးနေတယ်လို့သိရပါဗျ။ ရဲတပ်ဖွဲ့ရဲ့ကနအူးစုံစမ်းတွေ့ရှိချက်တွေအရပေါက်ကွဲခဲ့တဲ့ဘုံတွေဟာဈေးကွက်အတွင်းလွယ်ကူစွာဝယ်ယူရရှိနိုင်တဲ့အမ်မိုနီယာနိုက်ထရိတ်ဒါမှမဟုတ်ပိုတက်ဆီယမ်ပါမင်ဂနိတ်တို့လိုပစ္စည်းတွေနဲ့ပြုတ်လုခဲ့ဝယ်ရှိရလို့ယူဆထားပါတယ်။ အဲ့ဒီဓာတုပစ္စည်းတွေဟာဆက်ဘက်သုံးဖောက်ခွဲရေးပစ္စည်းတွေလိုပြင်ထန်မှုမရှိပေမဲ့လွယ်ကူစွာဝယ်ယူရရှိနိုင်ပြီးကမ္ဘာပေါ်မှာအကျန်းဖတ်ဖွဲ့စည်းတွေကကျယ်ပြန့်စွာအသုံးပြုနေတဲ့ပစ္စည်းတွေဖြစ်တယ်လို့သိရပါဗျ။ဘုံဖောက်ခွဲသူတွေဟာလက်လုံဘုံတွေကိုအသုံးပြုခဲ့ခြင်းဖြစ်ပေမဲ့တစ်ချိန်တည်းမှာပောက်ခွဲစေမဲ့ချိန်ကစနစ်ကိုအသုံးပြုခဲ့တာကြောင့်ဤပညာအသင့်တင့်မြင့်တယ်လို့အိန္ဒိယရဲတပ်ဖွဲ့ကပြောကြားခဲ့ပါဗျ။ပေါက်ခွဲခဲ့တဲ့ဘုံတွေဟာအာမပြင်းတာကြောင့်ကျောင်းတော်နဲ့ဗောရင်းညောင်မင်းတို့ပျက်စီးခဲ့ခြင်းမရှိဘူးလို့အိန္ဒိယရဲများကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဲ့ဒီပေါက်ကွဲမှုဟာအကြမ်းဖက်တိုက်ခိုက်မှုဟုတ်မဟုတ်ဒီပြူဖို့အချိန်စောသေးတယ်လို့အိန္ဒိယပြည်ထောင်ဝင်ကြီးဌာနကအစောပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပေမယ့်နောက်ပိုင်းမှာပြည်ထောင်ဝင်ကြီးအာနီကိုစွာမီကအကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ဘုံရှစ်လုံးပေါက်ကွဲခဲ့တဲ့အပြင်မပေါက်ကွဲသေးတဲ့ဘုံနှလုံးကိုလည်းတွေ့ရှိခဲ့ပြီးအဆိုပါဘုံနှလုံးအနက်တစ်လုံးကိုဖုန်ကြီးချောင်းဝင်းတွင်ရှိညံတော်24ပေအမည်ရှိတဲ့ဗုဒ္ဓဆင်းသူတော်တစုနီးမှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုပောက်ကွဲမှုတွေနဲ့ပတ်သက်ပြီးအိန္ဒိယဝန်ကြီးချုပ်ဦးမန်မိုဟန်စင်းကဘာသာတရားအလုံးကိုလေးစားဖို့မတူညီတဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းစင်နာတွေကတင်ကြားထားကြောင်းအခုလိုဘာသာရေးနဲ့တက်ဆိုင်တဲ့နေရာကိုတိုက်ခိုက်တဲ့အပေါ်မှာတော့ဘရောမှတီးခတ်မှာမဟုတ်ပါဘူးလို့ပြောကြားခဲ့ပါတယ်။ဗုဒ္ဓဂါယာဘုံပောက်ကွဲမှုနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံမြောက်ပိုင်းဥတ္တရပရဒေ့ရှ်ပြည်နယ်အလာဟာဘတ်မြို့မှာဗုဒ္ဓဘာသာအဖွဲ့ကဇူလိုင်လ9ရက်နေ့ညနေပိုင်းမှာငြိမ်းချမ်းစွာဆုတောင်းမှုပြုလုပ်ခဲ့ပါတယ်။ ဒါအပြင်ကိုကတားမြို့မှာလည်းတန်ဃာတော်တွေကဆန္ဒပြခဲ့ကြတယ်လို့သိရပါပါတယ်ရှင်။